မင်္ဂလာပါ YouTube channel လေးဖြစ်တဲ့လင်္ကာ support channel ကလည်းကျေးဇူးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ရွေးချယ်ထားတာတော့ဒါအီဂလီစီးရီးနံပွဲနဲ့ဒါလာလီကာစပိန်ပွဲစဉ်တစ်ပွဲကျွန်တော်ရွေးချယ်ထားပေးတော့တယ်ဆိုတော့ဒီပွဲစဉ်၃ပွဲစလုံးမှာ body defense ဆော့ပါဘယ်လို body မဆော့ချင်ဆိုရင်ညီတော်မောင်းဆော့ကြပါနော်ကျွန်တော်ကျွန်တော်ကတော့ကျွန်တော်အကြက်ကလေးရွေးချယ်ပေးတာညီကိုလည်းစနစ်တက်မယ်လို့ထင်ပါတယ်မကြတဲ့ညီကိုတော့မိမိစနစ်တက်ရတယ်ရွေးချယ်ဆော့ကစားပိုင်ခွင့်ရှိပါတယ်ဆိုတော့အီဂလီစီးရီးနံပွဲမှာဆိုရင်အစောဆုံးပွဲစဉ်ဖြစ်တဲ့ပထမဆုံးပွဲစဉ်နဲ့ပေါ့နော်ကျင်းသွားတဲ့ကျွန်တော် ဝေလဝေလိုနာပွဲစဉ်ကျွန်တော်ရေးဆိုပြသွားမှာဖြစ်တယ်။အင်ကွင်းဖြစ်တဲ့ဇန်နဝါရီနေ့ပြောဝေလိုနာဝေရှင်နဲ့ကြောပြထားပွဲစဉ်မှာဆိုချင်းလူစဉ်ကြားသုံးချုံလေးကုပေါင်းသေးကောင်နှလုံးသေးပေးထားတာလည်းတွေ့ထားရပြန်။ဇန်နဝါရီနောက်ဆုံးကစားကြတဲ့၅ပွဲမှာဒါ၂ပွဲချုံနဲ့တပွဲနိုင်ပြီး၂ပွဲသေးသက်တိုက်ကြထားတယ်။နောက်တစ်ခုကတော့ဝေလိုနာကတော့ဒါနောက်ဆုံးကစားကြတဲ့ပွဲစဉ်၅ပွဲလုံးမှာ၂ပွဲသေးကြပြီး၃ပွဲသက်တိုက်ချုံနေထားပြန်။ထိုက်တိုက်တွေ့ဆုံမှုအရကိုကြည့်ရမယ်ဆိုရင်အင်ကွင်းဖြစ်တဲ့ဒါဇန်နဝါရီကတော့ပါတယ်နိုင်ရရှိတာများတယ်။ ဒါပေမဲ့တော့ဒီငသင်းသလောင်းရုံကအားတွေတော့ရှိရတန်းစစ်ဆုံးမှာဖြစ်နေရဖြစ်တယ်။ဘိုခမန်ရလကတော့အင်ဝင်ဖြစ်တဲ့ဂျန်နဝါရီတက်နိုင်သွားပြီးတော့အနိုင်သုံးမဲ့ယူပြီးရုံကအားနေပြီးတော့ဒါတက်မစင်းအောင်ရုံကလာတယ်ပဲကျွန်တော်တွေးမိပါတယ်။ဆက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဂျန်နဝါရီနဲ့ဝီလူပွဲဂျန်နဝါရီနဲ့ပေါ့နော်ဒါဝီလူနာပွဲဆိုမှဆိုရင်အင်ဝင်ဖြစ်တဲ့ဒီဂျန်နဝါရီပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။နောက်တစ်ပွဲဖြစ်တဲ့ပါမာနဲ့ဦးတီနစ်ပွဲစဉ်ကိုတွေ့မယ်ဗျာ။ ပါမတော့ Udinese ကိုကြောထားတော့ရှီတူတွင်တည်တည်ပြထားတယ်ရှီတူတွင်ပြောင်းဆုံးနေကနုပ်စီလေးဖောက်ပြတယ်ဘူပေါင်းလေးမှာလည်းနှလုံးသွင်းပိုင်းပြောင်းဆုံးနေနှလုံးပြေတည်တည်ဖောက်ပြတာတွေ့ရဗျာဒါပါမနဲ့ Udinese ဘွဲစင်မှာထိတ်တိုက်ပြည့်စုံမှုရဆိုရင်တော့ဒါနှစ်သင်းတောင်ကိုပြတ်ထားတာတော့မတွေ့ဘူးဒါပေမဲ့နှစ်သင်းတောင်ကလည်းနောက်ဆုံးကစားခဲ့တဲ့ဘွဲစင်တွေရှိကိုကိုယ်ပြေးများထားတယ်ပါမလည်းနောက်ဆုံးကစားခဲ့တဲ့ဘွဲစင်မှာအနိုင်ရရှိတာဗျာဒါပေမဲ့ကျွန်တော်ကဒီနေ့ဘွဲစင်မှာဘူပေါင်းစီကဒါနှလုံးသွင်းပိုင်းပြောင်းဆုံးနေနှလုံးတည်ရေးဒါဘွဲစင်မှာဆိုရှီတူတွင်တည်ရေးရှီတူတွင်ပြောင်းဆုံးနေပြထားတယ်ဒီမှာဆိုရင် ျွန်တော်ပါမားနဲ့ဒီ UDN ပွဲစမှာဆိုကိုပေါင်းအိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဒီပွဲစဉ်လေးလည်းအကြခြင်းလို့ live ဆော့ကြပါနောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါဘာစီလိုနာနဲ့ဒီဘိုဒီဘိုနော်အလဘပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်တယ်ဗျာဒါကတော့စပိန်လာလီကာပွဲစဉ်လည်းဖြစ်တယ်ဘာစီလိုနာကတော့အစဉ်ကြိုင်းနဲ့ဘက်တွေကိုရယူဖို့တော့ဆိုဒီနေ့ရုံးခံလာဖို့တော့ရှိတယ်ဒါပေမဲ့အလဘဖြစ်တဲ့ဒီဘိုဒီဘိုကနောက်ဆုံးစားတဲ့၅ပွဲမှာ၂ပွဲရှုံးနေတာလည်း၃ပွဲနိုင်ရရှိတာတွေ့ရတယ်ဘာစီလိုနာကတော့ဒီနေ့အိုလိုကပွဲစဉ်နဲ့ရှုံးနေတာဗျာဆိုတော့အစဉ်စားရည်တည်မှုကိုဒါလူရဲကိုနောက်ထပ် ဒါဆက်လက်ဖြစ်ရဖို့အတွက်အနိုင်ယူလာမယ်လို့ထင်မိမိတယ်။ဘော်ဒီသေးမှလို့ဘာစီလိုနာနှလုံးသေးပြီးတဲ့ကိုမောင်သေးတလုံးချောင်းလေးတီဖောက်ပြထားကြ။ကျွန်တော်ရကိုခံမှန်းရတော့အင်ဝင်ဖြစ်တဲ့ဘာစီလိုနာပဲနောက်ထပ်ဒါနိုင်ယူပြီးတော့နိုင်ရရှိသွားရကိုပြက်ကင်းနဲ့ဒါနောက်ထပ်အနိုင်တော့မရောက်သွားမယ်လို့ပဲခံမှန်းမိပါတယ်။ဆက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ဘာစီလိုနာနဲ့ဒီအာလဘတ်ဖြစ်တဲ့ဒီဘိုဒီဘိုလို့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကအင်ဝင်ဖြစ်တဲ့ဘာစီလိုနာဘော်ကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ဥရောပရဲ့ဒီ EC စီးပင်းဒါလာလီကာ7ပွဲစဉ်နဲ့မှာဆိုရင် ဇန်နဝါရီဝင်လို့နာပွဲစဉ်မှာဆိုကျွန်တော်ကတော့ဇန်နဝါရီဘောလို့ရွေးချယ်ပေးထားတာပါ။ပါမားနဲ့ဦးနေနေပွဲစဉ်မှာဆိုကျွန်တော်ကိုယ့်ဘောတောင်းလိုက်ပေးထားပြီးတော့ဘာစီလိုနာနဲ့ဒီပိုဒီပိုဒါအလာဘာတို့ပွဲစဉ်မှာဆိုရင်ဒါဘာစီလိုနာဘောလို့ရွေးချယ်ပေးထားပါ။ဒီပွဲစဉ်သုံးပွဲစလုံးဘောလို့ကြီးတန်းဆော့ရတယ်လို့မောင်းလဲဆော့ရပါတယ်ခင်ဗျာနော်။ကျေးဇူးအားပေးတဲ့ညိုလေးကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။